ကျွန်တော်တို့ဒီကနေ့မှာတပည့်တော်ဖြစ်စီခြင်းဆိုတဲ့ concept နဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ Bible study အချိန်ယူပြီးမှကျွန်တော်လေ့လာတော့မှာဖြစ်တယ်။ကျွန်တော်တပည့်တော်ဖြစ်စီခြင်းဆိုတဲ့နေရာမှာကျွန်တော်အနဲ့အတိတ်ပဲကျွန်တော်ဖွင့်ထားတယ်ဆိုတော့ခရိယန်တပည့်တော်ဖြစ်စီခြင်းဒီခရစ်တော်မိမ္မာထားတဲ့မြတ်ရှင်တော်နှုတ်ကပတ်တော်ဆောင်းထင်းရန် နာခံရန်လူတော်ဝကိုယ်စက်ပြချင်တယ်။ဒီတော့တနည်းအားဖြင့်ပြောရဆိုရင်ဖန်ဆင်းရှင်နဲ့တော့လူနဲ့ဖန်ဆင်းရှင်ကြားမှာအဆက်တွေပြတ်ပြတ်အပြတ်သုံးချက်ပြီးဖြစ်တယ်။အဆက်တွေကိုပြန်လည်ပြီးမှဆက်ဝင်လို့ရအောင်လောကတရားနဲ့ယုံကြည်ခြင်းပြန်ပြတ်ခံတာလို့ပြန်လည်ပေါင်းစီခြင်းဆိုပြီးမှကျွန်တော်အနေနဲ့ပဲဖွင့်ဆိုထားတာဖြစ်တယ်။ကျွန်တော်တို့ဒီအရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကဘာအောင် ကျန်းစာအခုလုံးကျွန်တော်တို့ကျန်းစာပေါ်လုံးကျွန်တော်တို့ကြည့်တဲ့အခါမှာဒီတပည့်တော်ဖြစ်ခြင်းနဲ့ပတ်သက်ပြီးမှတော်တော်များများမှကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဓမ္မဟောင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဓမ္မဟောင်းဓမ္မဟောင်းမှာကြတော့သူတို့ကကျွန်တော်တို့နဲ့လုံးဝမတူညီတဲ့အခြေအနေမှာနေတာဖြစ်တယ်။နော်။သူတို့ကအာကျွန်တော်တို့နဲ့မတူညီတဲ့အခြေအနေအောက်မှာသူတို့ကပြင်ရန်အောက်မှာနေတာဖြစ်တဲ့အတွက်ကြောင့်ဒီတပည့်တော်ဖြစ်ခြင်းနဲ့ပတ်သက်ပြီးမှဒီဓမ္မဟောင်းကျမ်းကိုကျွန်တော်တို့အချိန်ခံပြီးမှကြည့်မယ်ဆိုရင် ကျွန်တော်တို့အတွက်အာလက်တွေ့မကြတဲ့အရာတွေအများကြီးရှိတတ်တယ်။ဆိုတော့ကျွန်တော်တို့ဓမ္မတိကျမ်းကျွန်တော်တို့လေ့လာတဲ့အခါမှာဒီခရစ်ဝင်ကျမ်းပေါ့နော်။အာခရစ်ဝင်ကျမ်းပါပြီပါတော့ခရစ်ဝင်ကျမ်းထဲမှာမသမကုလုကာယောဟန်နော်။ဒီလေးကျမ်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာခရစ်တော်ကိုယ်တိုင်တုံ့ပြန်တဲ့အရာတွေဖြစ်တယ်။ပြီးတော့ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းသူလုပ်ခဲ့တဲ့အရာတွေအများကြီးရှိတယ်။ဒါပေမဲ့ဒီခရစ်ဝင်ကျမ်းတွေထက်တော်မှကျွန်တော်တို့ တမန်တော်ဝတ္ထုတမန်တော်ဝတ္ထုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီတမန်တော်ဝတ္ထုမှာကြတော့တကယ်တပည့်တော်ဖြစ်ခြင်းဘယ်လိုလုပ်အဲတပည့်တော်ဖြစ်ခြင်းရဲ့ဘယ်လိုပြောမလဲဖြစ်စဉ်ပေါ့နော်တပည့်တော်ဖြစ်ခြင်းလှုပ်ဆောင်တဲ့နေရာမှာအဲ့ဒီဖြစ်စဉ်ကိုသူတို့လက်တွေ့လှုပ်ဆောင်တဲ့နေရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်းအတိုက်ကြီးဆုံးဖြစ်တယ်ဆိုတော့တပည့်တော်ဖြစ်ခြင်းကျွန်တော်တို့မြင်လာတဲ့အခါမှာတမန်တော်ဝတ္ထုဆိုရင်ကျွန်တော်တို့ရဲ့အခြေအနေနဲ့ကိုက်နေတယ် ဒီ epicell လို့ခေါ်တဲ့ဆင်ပေါ်လို့ရေးတဲ့တခြားစာအုပ်တွေเนาะအသေးတော်အသေးတော်တွေအတွက်ရေးတဲ့အရာတွေလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာဒါပေမဲ့တော့ဖြစ်ချင်းနဲ့ပတ်သက်တဲ့အရာเนาะဖြစ်စီချင်းနဲ့ပတ်သက်တဲ့အရာအများကြီးပါပင်မယ်သူတို့တွေကတကယ်တည်ထောင်ထားတဲ့အသေးတော်တွေအများကြီးရှိတယ်အဲ့ဒီအပေါ်မှာသူတို့ကလိုအပ်တဲ့အရာတွေအဲသွန်သင်နေတာဖြစ်တယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ကတမန်တော်ဝတ္ထုကိုအခြေခံပြီးမှလေ့လာတော့မှာဖြစ်တယ်ဒီအရာကကျွန်တော်တို့ရဲ့သက်တာမှာလုံးဝ အရင်နဲ့မတူဘဲနဲ့เนาะတကယ်ထိုးကြဆိုတော့လည်းဖယားတစ်ခါကကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့သက်သာအသုံးပြုပြီးမှမြောက်များဆိုတော့ပဲ့တော့ဝင်းထုံနိုင်ရန်เนาะဒီအချင်းအားဖြင့်ပေါ့เนาะဖယားတစ်ခါအများကြီးဖွင့်ပြဲ့မယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ခုသက်ကြံဒီနေ့เนาะကျွန်တော်တို့တမန်တော်ထုတ်ဖို့အချိန်ခံပြီးမှတပည့်တော်ဖြစ်စီခြင်းဆိုတဲ့အဆင့်50ပေါ့เนาะကျွန်တော်တို့နေလာရမှာဖြစ်တယ်နံပါတ်1နံပါတ်1မှာ တင်သွားလေရာရာ၌ဧဝံဂေလိတရားကိုဟောပြီးဖြားနာတော်သူတော်ဘာကျမ်းမာစေတာဒါကတမဲ့တော်ဖြစ်ချင်းလုပ်ငန်းပေါ့နော်ဒီလှုပ်ဆောင်တဲ့နေရာမှာတကယ်လိုအပ်တဲ့ရာဖြစ်တယ်တခါတလေချက်ကျွန်တော်တို့ဟာလူတွေကိုဥပမာတနည်းအားသွားတယ်သူတို့ဟာအရန်ခက်ခဲမှုတွေအများကြီးရှိတယ်စားဖို့တော့မရှိဘူးပြီးတော့ကိုကိုယ်တိုင်ကသူတို့ရဲ့သက်တာမှာ ကျမ်းမာကျမ်းပါရေးကိုအဓိကလိုအပ်တဲ့အချိန်မှာကျွန်တော်တို့ကသူတို့အမှန်တကယ်လိုအပ်တဲ့အရာတွေမဖြစ်အဲဘယ်လိုပြောမလဲအ ਨੇ ဆုံးဆွတ်တော်မတောင်းပဲနဲ့ကေတဲ့ချင်းတရားပဲကျွန်တော်တို့ချက်ချင်းဝင်ရတဲ့အခါမှာသူတို့ရဲ့နှလုံးသားထဲမှာဘူးဝဘူးဝအရန်ခက်ခဲတဲ့အရာတွေဆိုတော့ကျွန်တော်တို့ဒီကလောဘတပဲ့တော်များဖြစ်တဲ့เนาะဒီသမန်တော်တို့ကအဲဝင်ကြီးတရားဝင်ရတဲ့အခါမှာသူတို့သွားတဲ့နေရာမှာကျမ်းမာချင်းဖြစ်စေကြတယ်เนาะကျမ်းမာချင်းလိုအပ်တဲ့သူကိုကျမ်းမာချင်းပေးတယ်နမိတ်လက္ခဏာတွေလုပ်ကြတယ် ီအရာအပြင်လူတွေရဲ့အတွက်တာပြောင်းလဲသွားတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကျန်းစာဒီအရာနဲ့ပတ်သက်ပြီးမှကျန်းစာနေ့လည်းအနေငယ်ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာရအောင်တမန်တော်ထုတ်အခန်းကြီးကအပိုက်ငယ်၄၀နှစ်မှာဒါပြောပြောလဲဆိုတော့ဗိမာန်တော်လိုက်လည်းကောင်းအိမ်လိုက်လည်းကောင်းနေ့တိုင်းနေ့တိုင်းအစဉ်ဆုံးမတော်တဲ့ရဲ့ယေရှုခရစ်ဒီခရစ်တော်ဖြစ်၏ဟူ၍အဲဝင်ဂိလိတရားကိုမပြတ်ဟောပြောရနေကြတယ် ဒီနေရာမှာသူတို့အတိတ်ကဝေငါတဲ့အရာကသူတို့ရဲ့အတ္တမှာเนาะသူတို့မိသားစုမှာဘာတွေဖြစ်လဲသူမှာပါအာသူ့ရဲ့ရွေချက်ကဘာလဲမဟုတ်ဘူးသူ့ရဲ့ခက်ခဲမှုကဘာလဲမဟုတ်ဘူးအဲသူ့ရဲ့ခက်ခဲမှုကဘာတွေဖြစ်နေလဲဆိုပြီးမှပြောသွားတာမျိုးမဟုတ်ဘဲနဲ့သူတို့အတိတ်ကပြောသွားတဲ့အရာကယေရှုခရစ်ဒီခရစ်တော်ဖြစ်ပြီးဖြစ်ပြီးဟူရဲ့၎င်းအဲဝင်ပြည်တရားကိုဟောဤသူတို့ကယေရှုခရစ်တော်အကြောင်းကိုပဲဟောတာဖြစ်တယ် အာမင်ဒီနေ့ကျွန်တော်တို့ခေါ်မဲ့ဧဝံဂေလိတရားကယေရှုခရစ်တော်အကြောင်းဖြစ်တယ်ယေရှုခရစ်ယေရှုကခရစ်တော်ဖြစ်တယ်ယေရှုခရစ်ကမစ္စိယဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ဝေငါဖို့ဖြစ်တယ်ဒီအရာကကျွန်တော်ကျွန်တော်တို့ဒီအရာကိုဥစားပေးမဲ့အရာကိုဥစားမပေးတဲ့အခါမှာတော်တော်များများပြက်သလားကြုံတွေ့တတ်တာဖြစ်တယ်အဖခင်ကြောင့်လည်းပါပဲဖြစ်ဖြစ်အပြန်ပါပဲဖြစ်ဖြစ်မဟုတ်တဲ့အရာမဟုတ်ပဲနဲ့ ျွန်တော်တို့ဟောရမယ့်အရာယေရှုခရစ်တော်ကကယ်တင်ရှင်ဖြစ်တယ်မစီးရဖြစ်တယ်ကျွန်တော်တို့အတွက်အသေးခံပြမဲ့သူကယေရှုခရစ်တော်ဖြစ်တယ်ဆိုပေမဲ့အပြည့်အရာပဲကျွန်တော်တို့ဟောဖို့ဖြစ်တယ်တခါတလေကျင်ကျွန်တော်တို့ရဲ့အာကျွန်တော်တို့ရဲ့ခံစားချက်တွေဟောတဲ့အခါမှာတခါတလေကျင်ကျွန်တော်တို့မဟောတဲ့အရာတွေဟောတဲ့အခါမှာမဖြစ်တဲ့ပြဿနာတွေဖြစ်တယ်နော်လူတွေကမပြောင်းလဲတဲ့အပြင်ပို့ပြီးတော့မှစိတ်တကြွသွားတတ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဟောမယ့်အရာကဘာလဲဆိုတော့ ယေရှုခရစ်တော်ကခရစ်တော်ယေရှုကခရစ်တော်ဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်မစ္စည်းဖြစ်တယ်ဆိုတဲ့အရာကိုဥစားပြီးပြမှာဆိုတော့ဟောဖို့ဖြစ်တယ်။နောက်ကျမ်းပတ်ခုကျွန်တော်တို့ကြည့်မယ်။တမန်တော်ထွက်ခန်းခြေတော်ပိုင်းငယ်6ကနေ9ကျွန်တော်ကြည့်တဲ့အခါမှာပိသရုကလည်းငါနိုင်ဆွေငွေမရှိရှိတဲ့အရာကိုတဲရငါပေးမင်းနာဇရက်မြို့သားယေရှုခရစ်နာမတော်အဖြစ်ထား၍လမ်းသွားတော်မူဆိုရက်သူ၏လက်ရလက်ကိုဆွဲကမ်း ไก่ซွဲฉี่จั่วနေတော့ခဏချင်းတွင်ฉี่နှစ်ဖက်ဖတ်မျက်စိတို့ပြီးစွမ်းအားကိုရသဖြင့်ရုတ်တရက်ထရွယ်မတရက်ပြီးရင်လမ်းသွားလေသွားရက်ခုံရက်ဖျားတခင်ကိုချင်းဝင်လေတမန်တော်တို့နဲ့သူမိပေမန်တော်တို့ဝင်လေဒီနေရာမှာပေတရုကတော့သူတို့ဖျားကြတော့ဖို့ရန်သွားတဲ့အခါမှာလမ်းပြီးမှထိုက်တဲ့မနာမကျန်းဖြစ်တဲ့လူတယောက်ကိုသူကပြောလဲဆိုတော့ ငါလိုက်ဆွေငွေမရှိနော်ဆွေငွေမရှိဒါပေမဲ့ရှိတဲ့အရာကိုငါပြင်မယ်ဆိုပြီးမှ तू ကယေရှုခရစ်တော်ရဲ့နာမတော်အဖြစ်ကျမ်းမာခြင်းကိုပေးတာဖြစ်တယ်ဒီကနေ့မှာယေရှုခရစ်တော်ကိုယုံကြည်တဲ့လူတိုင်းကသူယေရှုခရစ်တော်ရဲ့နာမကိုအသုံးပြုလို့ရတာဖြစ်တယ်ယေရှုခရစ်တော်ရဲ့နာမ၌တကူးရှိတယ်ယေရှုခရစ်တော်ရဲ့နာမ၌ကျမ်းမာခြင်းရှိတာဖြစ်တယ်ဒီကနေ့မှာเนาะကျွန်တော်တို့ကသူယေရှုခရစ်တော်ရဲ့နာမဖြင့် နမိတ်လက္ခဏာလောက်ရမဲ့သူတွေဖြစ်တယ်။သူယေရှုခရစ်တော်ရဲ့နာမဖြင့်စာတန်မာနရဲ့လုံရမှာတပြပေါ်မှာကျွန်တော်တို့အောင်မြင်ခြင်းရတဲ့သူများဖြစ်တယ်။ဒီနေရာမှာ तू ကပေတရုကနော်အမိတ်ပေးလိုက်တဲ့ချိန်မှာချက်ချင်းပဲအဲ့ဒီလူကကျဲမှချင်းရပြီးပါမတဲထနိုင်တယ်လမ်းသွားနိုင်တယ်။ तू ကကရက်ခုံရက်ဖယားကိုချင်းမွှဲတယ်။နော် तू ကျဲမှချင်းရတဲ့အခါလဲဖယားကိုချင်းမွှဲပြီးပါပို့ပေးတော့မှစိတ်ဝင်စားတာကတမန်တော်တို့နဲ့သူ ဖိတ်မှတော့ဝင်တယ်နော်တစ်ဖက်တခြားနေရာတို့သွားတာမျိုးမဟုတ်ဘူးနော်အလုပ်သွားတာမျိုးနော်တခြားတကယ်ချင်းတွေနဲ့သွားပြီးမှပျော်ပွဲအဲဆွေမဲ့တော့တာမျိုးမဟုတ်ဘဲနဲ့ဘုရားကြားလို့သွားတယ်နော်စစ်မှန်နဲ့ကျမ်းမှရှင်းရတဲ့သူကဘုရားကိုမမိပဲနဲ့ဘုရားကြားလို့ဝင်လာကြတော့တွေ့ရတယ်ဆိုတော့ဒီမှာအဓိကပြောချင်တဲ့အရာကလူတိုင်းမှာနော်ဆွေဝင်ရှိမှလူတွေကိုကျမ်းမှချစ်ပေးနိုင်မယ်နဲ့နမိတ်လက္ခဏာလုပ်နိုင်မယ်ဆိုရင်တော့လူတိုင်းကမလုပ်နိုင်ပါဘူးကျွန်တော်တို့လည်းပါမှာမလုပ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အားလုံးမှာရှိတဲ့အရာကပါလဲဆိုတော့ ယေရှုခရစ်တော်ရှိတယ်နော်သူယေရှုခရစ်တော်ရဲ့နာမဖြင့်ကျမ်းမာခြင်းပျော်ရွှင်ခြင်းနော်ဒီလောကအမောင်မိုက်ခဲကနေသာဒမာနရဲ့လောရမှာတမြတ်တာဒီကျွန်တော်တို့လွတ်မြောက်နိုင်ဖို့ရန်ယေရှုနာမတော်နော်ယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ကျွန်တော်တို့လွတ်မြောက်နိုင်မှာဖြစ်တယ်ဒီတော့ကြာယေရှုခရစ်တော်ရဲ့နာမကိုများများအသုံးပြုပါနော်များများအသုံးပြုပါယေရှုခရစ်တော်ရဲ့နာမကိုနေ့တိုင်းအသုံးပြုပါအောင်မြင်ခြင်းရမှာဖြစ်တယ်အာမင် ကျွန်တော်တို့နောက်ကြံပိုက်တစ်ခုကြည့်မယ်။တမန်တော်ဝိတ္တအခန်းကြီး30ပိုင်းငယ်38မှာသူအကြောင်းအရာဟုမူကားဘုရားသခင်သည်တန်ရှင်တော်ဝိညာဉ်တော်နဲ့၎င်းတကူတော်နဲ့၎င်းနာဇရက်မြို့သားယေရှုကိုပိတ်သိပ်ပြီးတော်မူသည်ဖြင့်သူသူဒီဘုရားသခင်ခွင့်တော်နဲ့ယေရှုတော်ပြုတ်ရဲ့မာနငင်းဆဲတော်သူအပေါင်းတော်ကချမ်းသာကိုပြည့်ရဲ့လဲ့ပဲတော်မူ၏။ဒီနေရာမှာယေရှုခရစ်တော်၏အခွင့်တော်အားဖြင့်ယေရှုပြုတ်တဲ့မာနကူတော်ကမောင်းထုတ်ရတဲ့ခွင့်ရတာဖြစ် ဒီကနေ့မှာသူအခွင့်တော်ဟာကျွန်တော်တို့အားလုံးမှာရှိပြီးသားဖြစ်တယ်ယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ကျွန်တော်တို့ကစာတမန်နိုင်ရဲ့လုံရမှန်သမျှကိုမောင်းထုတ်နိုင်ဖို့ရန်အားလုံးမှာအခွင့်အာဏာရှိပြီးသားဖြစ်တယ်ကျွန်တော်တို့ဒီအရာကိုသိပြီးမှအသုံးချဖို့ပဲလိုအပ်တယ်။နော်ဒီကနေ့မှာကျွန်တော်တို့ရဲ့အတ္တမှာဒီအရာခရစ်တော်ရဲ့နော်အဝင်ကြီးတရားဝင်ကကိုရန်အရေးကြီးဆုံးတော့ຢາກပါတယ်ဆိုတော့ခရစ်တော်ရဲ့နာမဖြင့်ကျွန်တော်တို့ဝင်ကဖို့ဖြစ်တယ်။ ခရစ်တော်ရဲ့နာမကိုအသုံးပြုဖို့ဖြစ်တယ်။ပြီးတော့ခရစ်တော်အကြောင်းပဲကျွန်တော်ဝင်လာဖို့ဖြစ်တယ်ဆိုပြီးမှနံပါတ်1ချက်မှကျွန်တော်ပြောချင်တာဖြစ်တယ်။နံပါတ်1ချက်မှကျတော့ထိုက်တန်တော်သူကိုကျွန်တော်တို့ရှာဖို့ဖြစ်တယ်။ထိုက်တန်တော်သူလို့ပြောတဲ့အခါမှာတည်တည်ချင်းနေရာကိုရရပြီလို့တော့ဆက်ရှိတော်သူကဲတဲ့ချင်းနေရာရပြီလို့တော့ဆက်ရှိတော်သူဒီနေရာမှာထိုက်တန်တော်သူနဲ့ကျွန်တော်တို့တွေ့ဆုံဖို့ရပါလို့ရမလဲဆိုတော့စွတ်တောင်းဖို့ပဲဖြစ်တယ် စုမတောင်းမဲနဲ့ဒီတိုင်းသွားရင်နော်လုံးဝစိတ်ဝင်စားတော့ကိုယ်နဲ့ပဲကျတော့တွေ့မယ်ဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူးဒီရတဲ့ချက်စုတောင်းခြင်းကအရင်ကြီးကြီးလေဖယားတစ်ခင်ကလူတွေရဲ့နှလုံးသားသူ့ထိပ်ပြီးမှဖယားသူ့ထိပ်ပြီးတာနှလုံးသားနဲ့ကျတော့သူ့နိုင်ခုရံကြီးကြီးတယ်ပြီးတော့ထိုက်တန်တော့တူဘူး ပြီးတော့အခြားတော့သူများအကယ်တင်ချင်းကြားနာခွင့်ရရှိအောင်ကိုယ်ငယ်ပေးနိုင်တော့ကျော်တော့နံပါတ်၁မှာထိုက်တန်တော့လူရှာရမယ်ပြီးတော့အခြားတော့သူများအကယ်တင်ချင်းရရှိနိုင်အောင်ကိုယ်ငယ်ပေးနိုင်တော့အသေးတော်မှာအဲ့လိုမျိုးလိုအများများတွေ့တာဖြစ်တယ်မနေ့ကကျော်တို့စုပေါင်းချင်းပြီးသွားတဲ့အခါမှာဆယ်လင်းနဲ့ကျွန်တော်နဲ့တွေ့တယ်ဒေါ်ကင်ကအစီအစဉ်ပေးတယ်နောက်သူရဲ့ဆွေမျိုးတွေစုရုံးပေးမှာကျွန်တော်ကယ်တင်ချင်းတရားဝင်ကဒီအရာကလည်းအခြားတော့သူများကို ကယ်တင်ခြင်းကြားနာခွင့်ရရှိနိုင်အောင်ကိုငေပေးတာဖြစ်တယ်နော်ဒီအရာကကျွန်တော်တို့အာဘယ်လိုပြောလဲအသင်းတော်မှာအများများလိုအပ်တာဖြစ်တယ်ဆိုတော့အကျဉ်းချက်လေးကိုကျွန်တော်တို့ကြည့်မယ်တမန်တော်လူဝတ်ထွက်ခန်းကြီး16ပိုင်းရဲ့ဆက်လေးမှာထိုအခါနေမောတော့အထင်အလေးကိုရောင်းတော့သူတို့ရဲ့မြို့သူလူတိအမည်ရှိတော့မိမတယောက်ကြီးဖယားတခင်ကိုကိုးကွယ်တော်သူဖြစ်၍တရားနာစဉ်တွင်ဘောလူဟောပြောသောအရာကို မိဝဲစည်းကပ်စီခြင်းကသူ၏စိတ်နှလုံးကိုဖျားဖွင့်တော်မူ၏ဒီနေရာမှာသူတို့ပြောရေးလေးဝင်ကားတဲ့နေရာမှာဖျားတခင်ကပြင်ဆင်ပေးတာနှလုံးသားရှိတဲ့သူဖြစ်တဲ့လူတိအမိရှိတဲ့မိန်းမတရားဖျားတခင်ကိုဘိုးဘွယ်ဖွင့်ရလာပြီးမှတရားနာတဲ့အခါမှာသူ့ရဲ့နှလုံးသားဖျားတခင်ဖွင့်ပြီးမှသူကဘာဖြစ်လဲဆိုတော့သူ၏စိတ်နှလုံးကိုဖျားတခင်ဖွင့်တော်မူ ဘုရားသခင်ဖွင့်တဲ့အခါမှာသူကနားလည်နိုင်တယ်ဒါကထိုက်တန်တော်သူဖြစ်တယ်ကျွန်တော်တို့ဒီထိုက်တန်တော်သူများများနဲ့ကျွန်တော်တို့တွေ့ဆုံနိုင်ဖို့ရန်ဆုတောင်းဖို့ရန်လိုအပ်တယ်ကျွန်တော်တို့ရှာဖို့ဖြစ်တယ်လုံးဝစိတ်မဝင်စားတဲ့သူလုံးဝအချိန်မပေးတဲ့သူနဲ့ပဲကျွန်တော်တို့သူတို့တွေနဲ့ပဲအချိန်အများနဲ့ကုန်တယ်ဆိုရင်တော့ပြောင်းလဲမှုကတော်တော်ထိတ်ခဲမှဖြစ်တယ်နောက်ကျမ်းပိုက်တစ်ပိုက်ဖတ်မယ်တမန်တော်ထွက်ခန်းကြီး73အပိုင်းငယ်48မှာသူစကားကိုတပါမျိုးသားတို့ကြားတယ် ဝမ်းမြောက်ရဖရာသခင်၏နှုတ်ကပတရားတော်ကိုချီးမွမ်းကြ၏။ထာဝရတက်ကိုရရှိခြင်းကခန္ဓာတော်မူသောသူရှိသမျှတို့၏ယုံကြည်ခြင်းတို့ရောက်ကြသဖြင့်ဒီနေရာမှာထာဝရအတိတ်ကိုရရှိခြင်းကခန္ဓာတော်မူသောသူရှိသမျှတို့ကိုယုံကြည်ခြင်းတို့ရောက်သဖြင့်ဒီနေရာမှာထာဝရအတိတ်ရဖို့ရန်ခန္ဓာတဲ့သူရှိတယ်။ဖရာသခင်တချို့တော်သူကိုခန္ဓာတာဖြစ်တယ်။ဒီထူထောက်တော်သူကိုကျွန်တော်တို့ရှာဖွေဖို့ဖြစ်တယ်။ ပြီးတော့နောက်ကျပိုက်ထိုးကြည့်မယ်တမန်တော်တို့ခန်းကျင်30ပိုက်နဲ့24မှာထွန်းနောက်တနေ့နိုင် gallery မြို့တို့ဝင်ကြရွေးကောင်းနေလေးပြီးမိမိအဆွေအမျိုးခင်ပွန်းများတို့ကိုမိတ်ခင်ပွန်းများတို့ကိုစိုးဝေးစေပြီးနဲ့ထိုးတို့တို့ကိုမျောလဲ့လျက်နေကြတယ်ဒီနေရာမှာကောကောနေလေးကသူ့ရဲ့အဆွေမျိုးတွေကိုစုယုံတယ်စုယုံပြီးမှ အဲဝင်ကြီးလေးဝေတရားနားတော်ဖို့ရစုယုံတဲ့အခါမှာသူတို့ရဲ့အသက်တာမှာဖရာသခင်ကိုကြားနာခွင့်ရတယ်ယုံကြည်ခွင့်ရတယ်လို့ဒီနေရာမှာကျွန်တော်တို့တွေ့ရဆိုတော့သူကကိုငေပြီးတယ်ကိုငေချင်းအပြက်လက်ကျွန်တော်တို့အဲဝင်ကြီးတရားမှာဝင်ကတော့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တန်နိုင်တဲ့ဘက်ကနေဖက်ဘက်ကနေပါဝင်ပြီးမှစောင့်ရွက်ဖို့လိုအပ်တယ်နံပါတ်3ချက်မှာအဲဝင်ကြီးတရားနဲ့မှန်ကန်တော့တုံ့ပြန်မှုကိုရှင်းရှင်းလင်းလင်းရှင်းပြပါ ီနေရာမှာအဝင်ကြီးတရားဝေဝေမြရောမဟုတ်ပဲနဲ့ဈာနာတော်သူတို့ကလုံးဝနားလည်ရမယ်ပြီးတော့သူတို့ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့အရာကိုလည်းသူတို့နားလည်အောင်ကျွန်တော်ရှင်းပြဖို့လိုအပ်တယ်တမန်တော်အတွက်ခန်းကျင်နှစ်ပိုင်းကတုံးဆက်ရှိမှာပြီးသူတို့ကအသင်တော်၏အသိကိုလွတ်စေခြင်းကနံပါတ်1နောင်တရ၍နောင်တရ၍တယောက်မကြံယေရှုခရစ်နာမ၌ဖြစ်တည်ဆိုင်ကိုခံကြတော့ သူတို့တုံ့ပြန်ရမယ်နေလံပေသူတို့ကဒီနေရာမှာပြောသွားတာဖြစ်တယ်။နံပါတ်၁မှာပါလေနောင်တရရမယ်နော်။နောင်တရပြီးမှဘာလို့ရမယ်။ယေရှုခရစ်ရဲ့နာမ၌ပေသူဆိုင်ကိုခံရမယ်။ဒါကသူတို့တုံ့ပြန်ရမယ်နေလံဖြစ်တယ်။ဆိုတော့ဒီအရာပေါ့နော်ကျွန်တော်တို့အဂျာနာတော်သူဆိုတော့အဲဝင်ကြီးလေးဝင်ရတဲ့ဒူတိုင်းရဲ့အသက်တာမှာတို့နားလည်ဖို့ရရှင်းပြဖို့လိုအပ်တယ်။ အမှန်တော့ဖတ်ခန်းချင်း၈ဘိုက်နဲ့35ကပြီးတော့ခြေတဲ့ကမှာဖိလိပ္ပုအားမင်းမြန်တယ်ဖိလိပ္ပုရဲ့မိမိနှုတ်ကိုဖွင့်ရဲထိုချမ်းချက်ကိုအစွဲပြုတ်တဲ့ယေရှုရဲ့အကြောင်းတွေတော့အဲဝင်ကိလိတရားကိုဟော၏။နော်ဒီနေရာမှာမိတဲ့အရာမှန်တမြတ်ကိုသူကဖြေဖို့ရအစင်တဲ့ရှိတယ်။အဲဝင်ကိလိတော်တဲ့အဲဝင်ကိလိနဲ့ပတ်သက်တဲ့အရာကျွန်တော်တို့အမေခံပေးမှာဘယ်လိုမှပြန်ပေးမှာဖြေတော့မရဘူးဆိုရင်တော့ ြင်ရာကတော့စစ်စရာလည်းကောင်းမှာဖြစ်တယ်တကယ်လို့ကျွန်တော်တို့ဘက်ကနေအများကြီးပြင်ဆင်ထားဖို့လိုအပ်တယ်တမန်တော်ဝတ်ထုတ်ကန်ခန်းကြီး16ပိုင်းနဲ့37မှာသူသူတို့ကလည်းသခင်ယေရှုခရစ်ကိုယုံကြည်တော့ယုံကြည်ရင်သင်နဲ့သင်၏အိမ်တွင်သားတို့ဒီကယ်တင်ခြင်းတို့ရောက်ကြတယ်ဒီနေရာမှာဘယ်လိုတုံ့ပြန်ရမလဲဆိုတော့ယုံကြည်ခြင်းယုံကြည်ခြင်းကအရန်အကြီးတယ်ယုံကြည်ခြင်းကတော့ချက်ဖြစ်တယ်ဖခင်ခင်ပြင်ဆင်ပေးတာလေဂျေဆုတော်အဖင် ပြင်ဆင်ပေးထားတဲ့အရာကိုယုံကြည်ခြင်းဖြင့်လက်ခံဖို့ဖြစ်တယ်။နံပါတ်၄အချက်မှာအတိတ်သောတပည့်တော်များနဲ့အမြဲမပြတ်တွေ့ဆုံတာ။အဲဝင်ကြီးတရားဝင်ကလည်းရောင်းလိုက်တဲ့သူတွေရှိနေအာစိတ်ဝင်စားတဲ့သူတွေရှိတယ်ဆိုရင်သူတို့ကိုကျွန်တော်တို့အချိန်များများ ပေးဖို့ရန်ရန်အရေးကြီးတယ်။တမန်တော်ထွက်ခန်းခြင်းတဲ့ပိုင်ငယ်၄၀နှစ်မှာတမန်တော်တို့ဒီလူများတို့ဟာဆုံးမဩဝါဒပေး၍ယေရှုကိုအကြံပြုတဲ့သင်ချင်းမှထမြောက်ခြင်းတရားကိုဟောတော်ကြား။ ်ထူမင်းများတို့ဒီစိတ်ပူပန်ခြင်းရှိနေနဲ့เนาะဒီနေရာမှာသူတို့ကအမြဲတမ်းတွေ့ဆုံပြီးမှထက်ခါတက်ခါယေရှုခရစ်တော်ရဲ့အကြံကိုသူတို့ဝေငှတာဖြစ်တယ်တွေ့ဆုံပြီးမှအခြားအကြံမဟုတ်ဘူးเนาะမဟုတ်သေးဘူးယေရှုအကြံတေချင်းမှာထမြောက်တဲ့အကြံကိုဟောတာဖြစ်တယ်ပြီးတော့တမန်တော်ထုတ်ခန်းခြင်း၁၄၂၁၂၂၂မှာထိုမြို့၌ဧဝံဂေလိတရားကိုဟောပြောပြီးလူများတို့ကိုတပည့်တော်ဖြစ်စေပြီးမှလူတရားမျိုး အီကောနာမျိုးအန်တီယောမျိုးတို့ကိုအစင်တိုင်းလက်လက်ကြတယ်သူတို့ကသွားပြေးသားနေရာတွေမှာပတ်ပြေးမှပြန်ပြန်သွားတယ်အပတ်တိုင်းဖြစ်ဖြစ်နော်ပြန်ပြန်ပြေးမှသွားပြေးမှစုတောင်းပြေးတာမျိုးသူတို့ခက်ခဲတဲ့အရာနားမလည်နိုင်တဲ့အရာကိုနှုတ်ကပတ်တော့ကိုရှင်းပြပြေးမှအစင်တိုင်းလက်လက်ကြတယ်လို့ပြောတယ်နော်ပြီးတော့ပိုင်ငယ်20နှစ်မှာသူတို့ပြန်ကြဆင်တပည့်တော်များအစ်စ်နှလုံးကိုမြဲမြံခိုင်ခန့်စေသဖြင့်ယုံကြည်ခြင်း၌တည်ကြည်မြင့်အကြောင်းနိုးစော်ချင်းပင်၍ ငါတို့ဒီများပြတော့ဆင်းရဲဒုက္ခကိုခံရပြီဘုရားခင်နိုင်ငံတော်တို့ဝင်ရကြတယ်ဒီညမှာတော်တော်များများကအဲဟွင့်ဒီလေးတရားဝင်ရတဲ့အခါကောင်းစားဖို့အာယေရှုခရစ်တော်တချို့တရားနော်မာယံဆိုတဲ့လူပြောကြတယ်ယေရှုခရစ်တော်ကိုယုံကြည်တဲ့အာတင်ဆုတောင်းတဲ့အရာမှန်တယ်မြတ်ခက်ခဲတဲ့အရာကနေလွတ်မြောက်တယ်နော်ဒီအရာတွေကျွန်တော်လူချင်းပါတယ်ဒါပေမဲ့ဒီအရာတွေနဲ့အာဆီယုဆိုပြောတဲ့အခါမှာဘာဖြစ်လဲဆိုတော့ ူတို့ရဲ့ခက်ခဲမှုကနေစွတ်တောင်းတယ်အဖြေမရတဲ့အခါမှာလုံးဝမယုံကြည်နိုင်တော့ဆိုတော့ဒီနေရာမှာတမန်တော်တို့ကဘယ်လိုပြောသလဲဆိုတော့ငါတို့ရဲ့မြပြသောဇေယျဒုက္ခကိုခံရရွေးဘုရားသခင်နိုင်ငံတော်ကိုဝင်ရကြတယ်ဒီတော့ကမှလို့ခက်ခဲမှုရှိတယ်ကျွန်တော်တို့ဘုရားကိုယုံကြည်ပြီးမှရှောက်လာတဲ့အခါမှာနော်ဒီသာဒမဏရဲ့လုံရဒီလောကရာကကျွန်တော်တို့စန့်ကျင်မယ်ကျွန်တော်တို့ကိုမုန်းမယ်ဆိုတာနှုတ်ကပတ်တော်ကပြောပြတာဖြစ် ဆိုတော့ဒီအရာတွေအတွက်ပြင်ဆင်ထားဖို့ရတဲ့เนาะအစ်တတော်တပည့်တော်တွေကိုကျွန်တော်တို့ရှင်းပြဖို့ရတဲ့တမန်တော်ခန်းချင်း20ပိုင်းငယ်ခွန်မှာခொနရက်တွင်ပထမနေ့ရက်နိုင်မှုကိုဖက်ခြင်းကဇေဝကြတော့ခါဘောလုံးဒီနှစ်ပြည့်နေ့၌ထွက်သွားမည်ဖြစ်ပေတကောင်းငှက်တကောင်းတိုင်းအောင်ဟောပြောတဲ့နေရာကြီးဒီနေရာသူတို့ကမုံပူဖက်ခြင်းကဇေဝကြတော့ခါသူတို့မိတ်တဟာရဖွဲ့တယ်ထက်ခါတက်ခါမိတ်တဟာရဖွဲ့တယ်ပြန်တွေ့တဲ့အတူတူစားတယ်အတူတူ နောက်ဘတ်တော့လေ့လာတယ်အတူတူစုတော်ကြတယ်ဒါကအရင်အရေးကြီးတယ်ကျွန်တော်တို့အတူတူမေတ္တာရဖွဲ့ခြင်းကတယောက်နဲ့တယောက်ကိုပို့ပြီးနားလဲတယ်တယောက်ရဲ့ခက်ခဲမှုကိုလည်းတယောက်ကစုတော်ပေးခြင်းကြအကိုငင်လိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တော့ထက်ကထက်ကတွေ့ဆုံခြင်းကအရင်အရေးကြီးတာဖြစ်တယ်နံပါတ်9နဲ့နောက်ဆုံးချက်နေနဲ့အီလုံငန်းစင်အတိုင်းပြန်လုပ်ပါနော်အီလုံငန်းစင်ဆိုတဲ့နံပါတ်1ကနေနံပါတ်၄အထိနော် ဒီလုပ်ငန်းရှင်ကိုအစကနေပြန်ပြန်ပြီးမှလှုပ်ဆောင်ရမှာဖြစ်တယ်။ပြောရှင်းတဲ့ရာကအဲဝင်ကြီးတရားဝင်ကမှတယောက်တယောက်ရပြီးတယောက်တော့ဘုရားချမ်းရောက်ပြီးယေရှုခရစ်တော်နဲ့ယုံကြည်ပြီးပြီးသွားတာမဟုတ်ဘူးဆိုတော့ပြန်ပြန်ပြီးမှနော်ဒီအရာကိုဆင့်လဲလှုပ်ဆောင်သွားဖို့ဖြစ်တယ်။ကျွန်တော်ဒီလောကမှာအသက်ရှင်နေယူနော်သူနဲ့အတိုင်းအသက်ရှင်ပြီးမှဖျားဆီးခိုင်းတဲ့အရာကိုကျွန်တော်လှုပ်ဆောင်တဲ့အခါမှာယုံကြည်သူမြောက်များစွာဒူပွားပြီးမှ ကိုဖျားတကယ်နိုင်ငံတော်ကျယ်ပြန့်ပြီးမှကိုယ့်ရဲ့တက်တာဖြစ်တဲ့ဘုံတော်ထင်ရှားမှာဖြစ်တယ်ဆိုပြီးမှကောပီစီနာဖြစ်တဲ့အားလုံးပေါ်မှာဖျားကောင်းချီးပေးပါစေ။